နိုင်ငံရေးကိုစည်ရင်းနဲ့ဖြည့်ရှင်းတာတဘောမကြလို့နော်ရွေးကောက်ပွဲမဲပေးပြီးတော့မှဒီပြည်တွင်းစစ်ကိုငြိမ်းအောင်လုပ်စေချင်တာကျွန်တော်ကအဲ့လိုပြောတော့လေဟာလာဘောမှတဲ့ကျွန်တော်မေးချင်တာပါကျွန်တော်ကဘာတော့အချင်းချင်းကျွန်တော်တို့မြန်မာနိုင်ငံသားအချင်းချင်းဟာလာမုံညပါအချင်းချင်းတတ်ကြဖြတ်ကြတိုက်ခိုက်ကြပါဆိုပြီးကျွန်တော်မြှောက်ပေးနေရပါလားတွေးထိုးလှုံ့ဆော်ပေးနေရပါလား ခင်ဗျားတို့ကျွန်တော်မေးပါဦးမခင်ဗျားတို့လုတ်ပါပြီရဲ့ဒီနိုင်ငံစစ်တပ်ကြီးမပြုတ်ကြပါဘူးပြုတ်ကြတာကဘယ်တော့မှပြုတ်ကြမှာမဟုတ်ဘူးခင်ဗျားတို့ပြုတ်ကြသွားပြီထားအောင်တော့ကဲမြန်မာနိုင်ငံကြီးမပြိုခွဲအောင်ခင်ဗျားတို့အာမခံပေးနိုင်တဲ့အဖွဲ့အစည်းရှိလားကြုပ်ကိုပြကြည့်စမ်းဘယ်အဖွဲ့အစည်းရှိလဲရက်ခိုင်းလားအမေအေးအေးလဲသူ့နိုင်ငံယူနေတာနိုင်ငံယူနေတာ KI ဘာမှမထူးပလောင်လက်ကြီးအိမ်မယ်ခင်ဗျားတို့ကိုကန်ဝအရှမ်းအကုန်ကြည့်ဗျာအကုန်ကြည့်ဘယ်လက်နဲ့နိုင်ငံမြန်မာနိုင်ငံမပြိုခွဲအောင်လုပ်ပေးနိုင်တယ်အလက်က ။နိုင်ငံအကျိုးစီးပွားကြည့်နေတော့တကောင်မှမပါဘူး။အာယုံလေးလောင်နောက်မနေနဲ့။ပြီးရင်ခင်ဗျားတို့ကျွန်တော်မေးကြတယ်အမြင်မတူတိုင်းဆဲလိုက်တယ်ခင်ဗျားတို့ကလိုက်မမပတ်ဆဲနေတာဘာအုံနောက်မှမရှိဘူး။ကဲကျွန်တော်မေးကြတယ်။ကျွန်တော်ဆဲလိုက်တော့ဘာအကျိုးရလဲ။ကုလူလည်းမရဘူးအကျိုးလည်းမရှိဘူး။အဖရုတ်တော်ဝါစာတွေရုံရင်ကြမ်းတမ်းတယ်။ခင်ဗျားတို့ကဘာသာတရားမနေနဲ့လကလက။ခင်ဗျားတို့ကြိုက်လို့ပြောမနေနိုင်ဘူးကြိုက်ကြိုက်မကြိုက်ကြိုက်မကြိုက်ရင်မကြည့်နဲ့ကြော်သွား။ဟုတ်လား။ မကြိုက်မကြည့်နဲ့ဝိုင်းကော်တာတွေဂဲကော်တာတွေလာလုံနေနဲ့ sorry ခါလိုက်ရင်စိတ်ကအိတ်တိုင်းမယ်ခါကျရင်ပောက်ကွဲတတ်တယ်လူလဲကျွန်တော်လည်းပောက်ကွဲတတ်တယ်နော်ကျွန်တော်လည်းဒေါ်လာနဲ့ပဲဒါပေမဲ့ကျွန်တော်မဆဲဘူးနော်ညတော့နားထောင်ကြည့်စားဆုံးတချို့တွေကပြောကြတယ်ကျွန်တော်ကိုဘယ်ပါတီကိုမဲပေးမှလဲတဲ့ကျွန်တော်ကတော့ပါတီကိုကြီးမဲပေးမှာမဟုတ်ကျွန်တော်လူကိုကြီးမဲပေးမှာ အဲ့လိုကကောင်းလားတော်လားအတိုင်းမျိုးမှာစည်စနာမှန်လားအမှန်တည်းသူကျွန်တော်မဲပေးမှာပေါ့ပါတီတခုကပြောခဲ့တယ် NLD ပါတီပေါ့နော်အဲပါတီကိုကြီးပြီးတော့မဲပေးပါလူပုဂ္ဂိုလ်ကိုမကြီးပါနဲ့လူပုဂ္ဂိုလ်ကိုမကြီးပဲနဲ့မဲပေးမှာတော့ဘယ်လိုလို့မောက်တုခလူတွေတက်လာလို့ရှင်ဘယ်နဲ့လုပ်မလဲဒီလိုပဲ NLD ပါတီမှာ NLD ပါတီအများစုအာဏာရရှိရေးဆိုတဲ့ခေါင်းစဉ်တွေပဲရှင်းပြခဲ့ရတဲ့အကြောင်းမလို့ပုဂ္ဂိုလ်တိကျစစ်စစ်ရွေးချယ်ခြင်းမရှိရတဲ့အကြောင်းမလို့အမတမ်းမှအရေးရှင်းနှဲပါတဲ့လွတ်တော်အမှတ်တွေလွတ်တော်တွေရောက်ရှိလာတယ် မသိမတော်တဲ့စကားတွေပြောတယ်ဝင်ကြီးထဲမှာဆိုရင်မသိမတော်တဲ့ကိုယ့်ရဲ့နေရာထဲမှာမထိုက်တန်တဲ့စကားတွေပြောတယ်ဝင်ကြီးတွေအများကြီးရှိလာခဲ့တယ်ဗောနော်ဒါဟာ NLD ပါတီရဲ့အမှားပေါ့ဒီပါတီရဲ့ဒီလိုမျိုးလူတွေများပြားရတဲ့ကြောင့်မို့လို့ဒီပါတီဟာဒါနှိမ့်ညွတ်သွားခဲ့ရတယ်လေစင်းလို့ဖြစ်သွားခဲ့ရတာပေါ့ဒါကြောင့်လောလောဆယ်မှာဘယ်ပါတီကိုမဲပေးရမလဲဆိုရင်တော့ပြည်မကြီးမှာနာမည်ကြီးရတော့ပါတီ၃ခုပဲနာမည်ကြီးတာပါဂျန်နက်ပါတီတွေလည်းအများကြီးရှိပါတယ်ဒါပေမဲ့ကိုကိုကိုကြီးရဲ့ PP ပါတီတော့အန်တီဒေါ်သက်ခိုင်ရဲ့ PPP ပါတီ အဖအုပ်ခင်ကြီးတို့ရဲ့ USDP ပါတီတို့ဟာဒါပြည်မာကြီးမှာအမတန်းမှကျေပြန့်ပြီးနာမည်ကြီးနေပါဗါတိုင်းသားပါတီအနေနဲ့ဂျာဖြူပါတီကတော့ရှမ်းနေဂျာထဲမှာနာမည်ကြီးပြီးတော့ဂျာနီပါတီကတော့စကိုင်းတိုင်းမြောက်ပိုင်းနဲ့ဒီကချင်ပြည်နယ်ထဲမှာတော်တော်လေးကိုစူးစမ်းပန်းစားအားထုတ်နေတာတွေ့ရပါတယ်တိုင်းသားပါတီတွေကတော့တိုင်းသားပါတီတော်တော်မြောက်မဲပေးမယ်လို့ကျွန်တော်ယူဆပါတယ်ရခိုင်ပါတီတွေကလည်းရခိုင်ပါတီကိုမဲပေးပြီးတော့မွန်ပါတီကလည်းမွန်ပါတီကိုမဲပေးပါလိမ့်မယ်ဒါပေမဲ့ ပြည်မမှာဆိုလို့ရှိရင်တော့နေရာတော်များများကိုဖြန့်ကျက်ပြီးပြိုင်နိုင်တာကတော့ USDP ပါတီတို့တာဆာညာပါတီတို့ကတော့ကြကြပြန့်ပြန့်ဖြန့်ကျက်ပြီးပြိုင်နိုင်တဲ့အခြေအနေမျိုးရှိပါတယ်။အန်နီဒေါ်သက်ခိုင်တို့ဒီဥပဝေပါတီကတော့ဒိုင်းတပြည်လုံးအနေနဲ့ဖြန့်ကျက်ပြီးတော့အများကြီးကျက်ပြန့်အောင်ပြိုင်နိုင်တဲ့အခြေအနေမျိုးမရှိရတော့ကြောင့်မလို့တချို့တော့အဲနေရာတွေမှာ USDP တခုတည်းထိထိဖြစ်နေတာကိုတွေ့ရှိရမှာဖြစ်ပါတယ်။နောက်ပြီးတော့ USDP ပါတီကတက်မတော်သားဟောင်းနေအငိမ့်စားတွေပေါဝင်နေဆိုတာနဲ့ပတ်သက်ပြီးတော့ ဝေဖန်တာတွေပြောဆိုတာမျိုးတွေရှိပါတယ်ဒီနေရာမှာကျွန်တော်ပြောချင်တာကတိုင်းပြည်တောင်ကိုနှစ်ပေါင်းများစွာတပ်ပြည်တောင်ကိုထမ်းဆောင်ခဲ့ပြီးတော့အငိမ့်စားယူပြီးတော့အရက်ဝတ်လဲပြီးတော့လွတ်တော်တဲ့ကိုဝင်တာကနံပါတ်1ဥပဒေနဲ့ညှီတယ်နောက်ပြီးတော့သူနှစ်ပေါင်းများစွာသူတို့နေပယ်အသီးသီးမှာတောင်ဝန်ထမ်းဆောင်ခဲ့တဲ့အတွေ့အကြုံတွေဟာမတမ်းမှများတယ်တချို့ပါတီတွေကအပြောကောင်းရောင်းလေးတသက်ကလေးနဲ့ဖျက်လန်းနေတဲ့လွတ်တော်တွေကဝင်နေသူတွေကိုတစ်ခုတစ်လဝါတီးပြီးအားပေးခဲ့ကြပါမိမယ်ဒီလိုမျိုးနိုင်ငံတော်ကိုနှစ်ပေါင်းများစွာထမ်းဆောင်ခဲ့တဲ့စစ်သားကြီးတွေပြုတ်တော်တဲ့ဝင်လာတာကိုတော့အပြစ်ပြောချင်ကြတယ်တကယ်တမ်းကျလို့ရှိရင် ဒီစစ်သားတွေကနံပါတ်1မသေးလို့ဒီယာရုတွေရလာတာ ဖြစ်တယ်။တိုင်းပြည်နဲ့လူမျိုးတောင်ဝန်ကိုနှစ်ပေါင်းများစွာထမ်းဆောင်ခဲ့တဲ့သူတွေဖြစ်တယ်။ရဲရွာအသီးသီးမှာတိုင်းသားတွေနဲ့တန်းတူကြီးတူနေထိုင်ခဲ့ကြတဲ့အတွက်ကြောင့်မို့တိုင်းသားတွေရဲ့ခံစားချက်တွေနောက်ပြီးငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနော်ဒီလိုမျိုးအတွေ့အကြုံတွေဟာဝယ်လို့မရတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဒီလိုပုံကူမျိုးတွေဟာကျွန်တော်မှနိုင်ငံမှာဘေးဖက်ထားမယ်လူအုပ်လူရန်စားမဟုတ်ပါဘူး။အငိမ့်စားယူတည်င်းစားဖတ်အိမ်မှာကလေးထိုင်ရမယ်လို့ဖြစ်ပါဘူး။ဒီပုံကူတွေကလွတ်တော်တွေမှာမလဲမသွေရှိရမှာပါ။မရှိဘူးဆိုလို့ရှိရင် ကျွန်တော်တို့လွတ်တော်တဲ့ကိုကလေးကချင်းတွေဝင်လာရင်ဘယ်လိုလုပ်မလဲအပြောကောင်းရုံဟိုသူ့ကိုအပြစ်ပြောတယ်ဟိုသူ့ကိုဆဲဆူလိုင်းပေါ်မှာဖြစ်နေတယ်လို့ဗျာအဆဲကောင်းတဲ့သူအဆဲတောင်းတဲ့သူဟာနမရလက်ခုပ်ရတယ်ကျွန်တော်နိုင်ငံကအဲ့လိုဖြစ်နေတာအတွေ့အကြုံပြေးသွားတဲ့ဒီလိုစစ်သားဟောင်းကြီးတွေလွတ်တော်တွေဝင်လာတာကိုကျွန်တော်ကကြိုဆိုမှဖြစ်တယ်ဒါဟာလည်းမြန်မာနိုင်ငံမှာလည်းမဟုတ်တရုတ်ပြည်မှာဖြစ်ဖြစ်အမေရိကန်မှာဖြစ်ဖြစ်ကွန်မြူနစ်ပဲဖြစ်ဖြစ်ဆိုရှယ်လည်းပဲဖြစ်ဖြစ်ဒီမိုကရေစီပဲဖြစ်ဖြစ်ဘယ်နိုင်ငံမှာမဆိုစစ်သားအငြင်းစားတွေဟာဒီလွတ်တော်နိုင်ငံကြီးတွေဝင်ပါလက်လာတတ်တာထုံးစံပါပဲ အဲ့ထက်မှာပထမဦးဆုံးမြန်မာနိုင်ငံထဲမှာစစ်သားယူနီဖောင်းကိုချက်ပြီးတော့ပထမဆုံးလွတ်တော်နိုင်ငံရေးတဲ့ဝင်လာဘယ်သူလဲဆိုရင်ဗိုလ်ချုပ်အောင်ဆန်းပါပဲเนาะတကယ်တမ်းကျရင်လူတွေတော်တော်များဗိုလ်ချုပ်အောင်ဆန်းဗိုလ်ချုပ်အောင်ဆန်းနဲ့တိလို့ပါဒါပေမဲ့ဗိုလ်ချုပ်အောင်ဆန်းကသူမကွယ်လွန်ခင်နှစ်မှာအင်္ဂလိပ်ကသူ့ကိုမေးပါတယ်အက်ဒလီလို့အက်ဒလီလို့ဖြစ်ရှင်တာလော့ဒ်မောင်ဘတ်တန်ဖြစ်ရှင်တာလော့ဒ်မောင်ဘတ်တန်ဆိုလို့ရှိရင်စေဦးသီးချုပ်ပေါ့မစ္စတာအက်ဒလီဆိုရင်ဝင်းချုပ်ပေါ့ဝင်းချုပ်လို့မှဆိုလို့ရှိရင်အရွက်ဝက်လဲရမယ်လို့ပြောတယ်အဲ့ကြဗိုလ်ချုပ်အောင်ဆန်းက ဒီသူမသိခင်မှာသူအယက်သားအယက်ဝတ်လဲပြီးတော့ပြည်သူရဲဘော်ဆိုတဲ့အဖွဲ့တွေကိုသူ့လက်အောက်မှာဖွဲ့ထားတယ်အဲ့အဲ့ချိန်မှာတော့သူကစေဦးစီးရုတ်တောင်ကိုမထမ်းဆောင်တော့ဘူးပေါ့တက်တက်ပြောမယ်ဆိုရင်တော့ဝင်းရုတ်တောင်ကိုယူတယ်အဲဘယင်ခန်တောင်အဲဘယင်ခန်အောက်မှာသူကနိုင်ငံဝန်တောင်ကိုယူတာပေါ့နိုင်ငံဝန်ဆိုတော့ Prime Minister ဝင်းကြီးချုပ်ပါပဲ Human ဆိုလို့ရှိရင်တော့စစ်ဝတ်ဆောင်စွန့်ကိုစွန့်လို့ရတယ် အဲဒီမှာနိုင်ငံကတော့ဗိုလ်ချုပ်အောင်ဆန်းဖြစ်နေပဲနှုတ်ကြိုးနေတော့ကြောင့်မလို့ဒီနိုင်ငံဖြစ်စဉ်ကိုတတိထားမိတာနည်းပါတယ်ပြောချင်တာကအလွတ်တော်နိုင်ငံကြီးတဲ့ဝယ်မယ်ဆိုရင် uniform ကိုချွတ်ပြီးတော့ဝင်လို့ရတယ်ဒါဟာဥပဒေနဲ့လည်းညီတယ်တင်လန်းတင်တော်တယ် USKP Party ရဲ့ဥက္ကဋ္ဌဖြစ်တဲ့အဘဦးခိန်ဆိုလို့ရှိရင်လည်းသူ့ရဲ့တက်မတော်သားဘက်မှာကြီးစံပေါင်း16ချက်ချက်ကိုထိပြီးတော့ကိုတကယ်ကိုမသိုံတဲ့မဲ့တောင်းတိုင်းပြည်တောင်းဝင်ထမ်းဆောင်ခဲ့တဲ့ပုံကိုဖြစ်ပါတယ်နော်တကယ်ကံကြမ္မာကလည်းတိုင်းပြည်ရဲ့အကြီးအကဲဖြစ်ဖို့ဇာတာပါလို့လားတော့မသိဘူးပေါ့နော်အဲ့တုန်းက တေကံမရောက်အသက်မပြောက်ခဲ့ဘူးတငယ်ချင်းနေမိတ်ဆွေတွေပေါင်းစင်တွေအများကြီးတိုက်ပွဲမှာကြာသွားခဲ့တယ်ဆိုတော့ဒီနေရာမှာအဘောက်ခင်ဆိုတာတက်မတော်မှာဆိုလို့ရှိရင်လည်းတိုင်းမူတာဝန်နေနောက်ပြီးတော့ရဲချုပ်တာဝန်နေရဲချုပ်တာဝန်ထက်ဆောင်တဲ့ခါမှာလည်းတကယ်ကိုကြီးမားတဲ့ဖြစ်ရတဲ့ရှိပါတယ်ဗိမင်ဥဖုံစာကိစ္စတွေနောက်ပြီးတော့ဒီကိုကန့်ဥဖုံချာရှင်ကိစ္စတွေကိုကန့်ဒီနေချာကိစ္စတွေအဲ့ဒါပဲဘာကဘာနဲ့ပတ်သက်တဲ့ကိစ္စတွေစာပေတက်မြောက်ရေးတွေအများကြီးပဲပေါ့နော်နောက်တော့ဒီအဘောက်ခင်ညွတ် ဖယ်ရှားခံရတဲ့ကိစ္စမျိုးတွေမှာကင်တွယ်ဆောင်ရွက်ခဲ့ရတဲ့တကယ့်ကိုရှေ့မီနောက်မီတကယ့်ကိုဆိုရှယ်လစ်နဝတနာယကအဘဦးသိန်းစိန်ဒေါက်ဆန်းစုကြည်ခေတ်အဆက်ဆက်ကိုမှီခဲ့တဲ့တကယ့်တက်တော်ရှိခေါင်းဆောင်တယောက်ဖြစ်ပါတယ်ဒီလိုခေါင်းဆောင်တယောက်ဟာပါတီဥက္ကဋ္ဌအဖြစ်နဲ့မြင်ရတာဟာလေအမတန်းမှကျွန်တော်မြန်မာနိုင်ငံတော်ကိုအရတော်လေးစွာလို့ပြောရမှာဖြစ်ပါတယ်။တကယ်ကြတော့ရှင်အပေါဥခင်ကြီးကဒီလိုယာရီတောင်းဝင်တွေကိုမဖြစ်မနေသူစိတ်မကောင်းလုံးလုံးဝင်ရောက်ပြီးတော့လုတ်ကင်ပေးရခဲ့ရဖြစ်ပါတယ်။ သူပါတီဥက္ကဋ္ဌကိုယူခဲ့တဲ့အချိန်ကပန်ခင်းလန်းကိုဖျက်ခဲ့ရတာမျိုးမဟုတ်ပါဘူး။ဓာတ်တောင်ကိုကြော်ပြီးမိပင်လန်းကိုဖျက်ခဲ့ရတာပေါ့။ဘာကြောင့်လဲဆိုရင်အဲဒီအချိန်ကာလမှာ2020ဆစ်စင်ကြီးတွေသူစတောင်းဝန်ဆယူဂါဇာချီမှာဖြစ်ခဲ့တယ်။ပါတီဝင်တွေအမြောင်များတောင်းနှဲ့ချီပြီးအသက်ခံရတယ်။မိသားစုဝင်တွေမှာချင်းချောက်ခံရတဲ့အချိန်မျိုးမှာအဘအုပ်ခင်ကြီးတယောက်ထဲနေမဟုတ်ပါဘူး။သူ့ရဲ့မိသားစုဝင်တွေကပါတကယ်ကိုအားတက်တဲ့ရောအင်တိုင်းအားတိုင်းကိုယ့်ရဲ့အဖေရဲ့ရှောက်တဲ့လမ်းတွေကိုနောက်ကမိသားစုဝင်တွေလိုက်လျှောက်ပေးခဲ့တယ်။ စွန့်လွန်နေတာခံခဲ့တယ်တကယ်ကိုနေပယ်သီးမှာတကယ်ကိုထိရိုက်တန်းခံစားခဲ့ရတဲ့လူတွေကိုစစ်စစ်မပြတ်တွေးဆုံတယ်တကယ်ကြောက်လို့ရှိရင်တော့ဒါဟာအာဏာနိုင်ငံရေးချက်ဆိုလို့ရှိရင်အမျိုးသားနိုင်ငံရေးဖြစ်သွားပြီအာဏာရရှိရေးအတွက်ဆိုလို့ရှိရင်ကိုယ့်ရဲ့အတိုက်အမြုံတွေကိုသူတစ်ပါးကဖျက်ဆီးလာတဲ့အခါမျိုးမှာတကယ်ကိုအင်အားကောင်းတဲ့တကယ်ရှိကနေမမမယက်တီရမဲ့ခေါင်းဆောင်တယောက်ကဝင်ပြီးကာယံတဲ့သဘောပါပဲအဲ့အဘောက်ခင်ရေးစိတ်တက်ကအမှန်တမ်းမှလေးစားဖို့ကောင်းပါတယ်တော်တော်တန်တန်ကျွန်တော်ကပုံကိုဆွဲပြီးတော့ကျွန်တော်ယူတီလေးစားတဲ့ဒလိမရှိဘူး လုတ်ရက်တွေကိုကြည့်ပြီးတော့ကျွန်တော်လေးစားပါတယ်လုတ်ရက်တွေရတယ်ကျွန်တော်ခုလိုမျိုးပေါ့နော်တကယ်ကိုတလန်လို့တစိမ့်ခက်ခံရပြီးအသက်ခံရတယ်ချင်းချောက်ခံရတယ် SP လုတ်ခံရတယ်အမျိုးမျိုးသောဒီလိုဖြစ်ရတဲ့ကြားထဲမှာကျွန်တော်တို့ရှိမှာမမမရက်တည်ပြီးမှခေါင်းဆောင်ဘယ်သူမှပုံမထွက်လာခဲ့ပါဘူးလက်ရှိတမ်းတော့ခေါင်းဆောင်တွေကတော့သူတို့လုတ်သူတို့လုတ်နေပါဘူးသူတို့ရဲ့အစိုးရအလုပ်သူတို့လုတ်နေပါဘူးဒါပေမဲ့အစိုးရအလုပ်ကိုမလုတ်တော့ဘဲနဲ့အနားယူရတဲ့ခေါင်းဆောင်တွေကမှဘယ်သူမှမမမမအဖအုပ်ခင်ကြီးတို့ထွက်ပြီးရက်ခဲ့တာမျိုးမရှိပါဘူး နော်မျက်ရည်ကိုတော့ဓာတ်ကိုစုပ်ပြီးတော့ဆိုရင်စကားမျိုးလေးအောင်ရင်ငါ့ကိုလာတက်မင်းတခြားသူလာမတက်နဲ့မင်းတို့တက်လို့ရှိရင်ငါတို့လာတက်กว่าဆိုရင်စကားမျိုးလေးကိုပြောရဲတဲ့လူဟာမြမရဲ့တမိုင်းမှာတော့လက်ချိုးရည်ကိုရလိမ့်မယ်လို့ထင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ပုဂ္ဂိုလ်ကြီးကအဘောက်ခင်းကြီးကိုကျွန်တော်လေးစားပါတယ်ဒီလိုပုဂ္ဂိုလ်မျိုးတီချောင်ထားတဲ့ခေါင်းဒီလိုခေါင်းဆောင်မျိုးဒီလိုပုဂ္ဂိုလ်မျိုးဦးစီးနေတဲ့ပါတီတခုဟာလည်းပျက်စီးပျက်သုံးသွားပြာဘာအကြောင်းမှမရှိပါဘူးနောက်ပြီးတော့အဘောက်ခင်းလူမျိုးရေစမ်းတက်တီရှိတဲ့တခြားတခြားသောခေါင်းဆောင်တွေတောင်းတောင်းကြီး အမျိုးသားရေးသမားတွေအမျိုးပါသသနာဆောက်ရှောက်ခြင်းတဲ့ပုံပေါ်တွေက USDP ပါတီမှာအများကြီးရှိပါတယ်ဒါကြောင့်ကျွန်တော်ကအန်တီဒေါ်သက်ခိုင်ရဲ့ပါတီကိုလည်းကြိုက်တဲ့အန်တီဒေါ်သက်ခိုင်ရဲ့အမျိုးသမီးဖြစ်ရတဲ့အတိုင်းဒီလိုမျိုးထွတ်တော်အမှတ်တာဝန်တွေအဲတွတ်တော်ဒီဝန်ကြီးဝန်ကြီးတာဝန်တွေကိုထမ်းဆောင်ခဲ့တဲ့အမျိုးသမီးတစ်ယောက်မနက်ငယ်လောက်ကတည်းကရှိနေတာကိုလည်းအမှန်တမ်းမှသဘောကျပါတယ်အနီတိုသက်ခိုင်ကြုံတွေ့နေတဲ့ခက်ခဲများလည်းပြေးလေပါစေ မာနေငယ်ရဲ့တငယ်ရေးမှာလည်းရှိနေနိုင်ပါစေလို့ကျွန်တော်ဆုံးမကောင်းတောင်းသလိုအဖအုပ်ခင်ကြီးရဲ့ရဲစစတိရှိမှုတာဝန်ယူတတ်မှုတာဝန်ခံတတ်မှုအများရှိရတဲ့ကကွယ်နိုင်မှုနောက်ပြီးတော့အစင်အဆက်အစိုးရ၄၀တိုင်းနိုင်ငံထမ်းဆောင်ခဲ့တဲ့တတ်တော်ရှိတကယ်တိုင်းပြည်ကောင်းဆောင်ဖြစ်မှုဒါရဲ့အကြောင်းမလို့ဒီလိုပုံကိုယ်တွေကျွန်တော်မြန်မာနိုင်ငံရေးကိုကောင်းဆောင်မယ်ဆိုရင်ဘာပူစရာရှိမှာလဲဗျာဒါကြောင့်မလို့ကိုယ့်ရဲ့ကြပ်ပိုင်ခွင့်ဖြစ်တဲ့မဲကိုမဖြစ်မနေပေးကြပါခေါမိုးလုံမှာဘိုးလုံမှာဖြစ်ပါတယ် ထောက်မုံမလို့ရင်မိုးရုံမှာဖြစ်ပါတယ်။ခေါင်းဆောင်ကိုလည်းကြည့်ရမယ်။အဲခေါင်းဆောင်အောက်မှာရှိတဲ့ပုံကိုယ်ရဲ့မလျော်မကန်လုပ်ရက်တွေလုပ်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီနိုင်ငံဒီမိုကရေစီနိုင်ငံဖြစ်ပါတယ်။ထုတ်ဖော်ပြီးပြောပြောပြောကြားပိုင်ခွင့်ရှိရမယ်။မတော်မတရားကိစ္စတွေကိုကျွန်တော်တို့တွေကတိုင်တန်းပြောဆိုနိုင်တဲ့ရေဆွမ်းသတိနဲ့ရှိရမှာဖြစ်တယ်လို့မှန်ကန်တဲ့လူတွေကိုလည်းမှန်ကန်ကြောင်းအတိမတ်ပြုပြီးထောက်ခံပြီးတော့စင်တင်ပေးရမှာကျွန်တော်ပြည်သူလူထုကျွန်တော်တို့ရဲ့လူငယ်တွေရဲ့တတအောင်မှဖြစ်ပါတယ်။ဒါကြောင့်ရှေ့မီနောက်ပြီးပုံကူမျိုးတွေဖြစ်တဲ့ အဘောက်ခင်ရိုးလိုပါတီမျိုးတွေစီးပွားရေးလုပ်ငန်းရှင်တွေပညာတက်တွေတကယ်ကိုစီးပွားရေးလုပ်ငန်းနေပယ်တွေရပညာတက်နေပယ်တွေရနေပြီးတော့လူတွေအများကြီးပေါ့နောက်ဆုံးဆက်လီတောင်ပါပါတယ်အင်တိုဇက်ခန်ပါတီအဲ့လိုပါအဲ့လိုပါတီမျိုးတွေပါတဲ့ကြောင့်မလို့ကျွန်တော်တို့ရဲ့နိုင်ငံကြီးဟာတကယ်ကို colorful ဖြစ်တာပေါ့နော်ရောင်စုံတာပေါ့ဒါကြောင့်ကျွန်တော်ကသဘောကျပါတယ်အင်တိုဇက်ခန်ပါတီကိုလည်းသဘောကျတယ်လို့တိုင်းနဲ့ပြည်နယ်စစ်လေးခုစလုံးမှာတကယ်ကိုဝင်ရောက်ပြီးတော့ကိုစားပြုတ်ပြီးတော့ အသေးရမဲတပြားကိုရရှိအောင်ဆွမ်းဆောင်နေတဲ့တွတ်တော်ကိုယ်စားတယောက်ချင်းစီတိုင်းကိုလည်းကျွန်တော်သဘောကျပါတယ်။ဒါကြောင့်အဖဦးခင်ကြီးလည်းအသက်ရှိကျန်းမာစွာနိုင်ငံတော်ဝန်တွေထမ်းဆောင်နိုင်ပါစေ။အဲဒီဒေါက်တာခိုင်တို့လည်းဒီပါတီတာဝန်တာဝန်တွေကိုကျေပွန်စွာထမ်းဆောင်ပြီးတော့မြန်မာနိုင်ငံရေးနယ်ပယ်ထဲမှာဆက်လက်ပြီးတော့တည်ရှိနိုင်ပါစေလို့ပြောကြရင်လည်းကျွန်တော် live လေးဒီကောင်ချောလိုက်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။